မင်္ဂလာပါဒီနေ့ပြန်လည်မျှဝေပေးချင်တာကအီးရန်ဘုကာရှိအကြောင်းနဲ့ပြည်လုံးနေလေးပဲဖြစ်ပါတယ်ဒီနေရာမှာတစ်ခုထည့်သွင်းပြောချင်တာကကျွန်တော်မျှဝေပေးထားတဲ့ဗီဒီယိုတွေကကျွန်တော်ကိုယ်တိုင်ပြည်လုံးသုံးဆွဲဖို့လေ့လာရင်းနဲ့ကျွန်တော်မိတ်ဆွေတွေမသိသေးရင်သိရအောင်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့နေ့စဉ်နေ့တိုင်းလေ့လာရင်းတွေးရှိတဲ့အကြောင်းအရာတစ်ခုကိုဆွဲထုတ်ပြီးစာအုပ်တွေမှာ Facebook ပေါ်မှာ YouTube နဲ့ Google ပေါ်မှာပါလက်လန်းမိသလောက် ရှားဖွေစုဆောင်မျှဝေပေးခြင်းဖြစ်ပါရယ်ခင်ဗျာဆိုတော့ဆက်ပြီးတော့လေ့လာကြည့်ကြအောင်ပါဗျာပိုကာချီဆိုတာကဂျပန်ဝေါ်ဟာရာဖြစ်ပါတယ်။ကောင်းစွာဆွေးမြေနေတဲ့ organic ပစ္စည်းများလို့ဆိုပါတယ်။ ဗိုလ်ကားရှိကအကျိုးပြုလူစုဝတက်ရှိဖို့တွေကိုတင်းညာဆွန့်ပြစ်ပစ္စည်းတွေတိရစ္ဆာန်ချေးရည်နဲ့စနစ်တကျရောနှောပြစ်လို့ရတဲ့မြေဆွေးလေးဖြစ်ပါတယ်တခုကောင်းတဲ့ချက်ကအချားမြေဆွေးတွေလိုအကြကြီးစောင့်ကြရမလို့တော့ပါပဲအဆွေးမြန်ပြီးနှစ်ဖက်လောက်နဲ့ဆက်ခင်းထဲမှာအသုံးပြုလို့ရပါတယ်ဗိုလ်ကားရှိမြေဆွေးကဒါရုံမြေဩဇာရဲ့နေရာမှာကောင်းကောင်းစားထုတ်နိုင်တဲ့မြေဆွေးမြေဩဇာလည်းဖြစ်ပါတယ် ဒုက္ခရှိအုံပြုပေးခြင်းအပြင်စိုက်ပျိုးမြေတွေမှာမြေသားတိဆောက်ပုံနဲ့မြေစီလွှာအနေထားကိုပုံမူကောင်းမွန်စေပါတယ်။ဆက်သက်မပြတ်အုံပြုပေးရင်မြေစီလွှာတွင် အာဟာရဓာတ်တွေတဖြည်းဖြည်းတိုးတက်လာစေခြင်းမြေစီလွှာတက်စားခြင်းကြောင့်အာဟာရဆုံးရှုံးမှုတွေကိုထိန်းသိမ်းကာကွယ်ပေးခြင်းဓာတ်မြောသာအုံပြုမှုတွေကိုထောက်မကလျှော့ချနိုင်ခြင်းအမြင့်ဖွံ့ဖြိုးမှုကိုအားကောင်းစေခြင်း ပိုမွာယောဂါတွေရဲ့ဓာတ်ကိုလည်းခံနိုင်ရှိစေခြင်းဒါရုမြေဩဇာတွေထောက်ဝမကလျှော့ချသုံးဆွဲလို့ရတာကြောင့်စိုက်ပျိုးကုန်ကြစေကိုလည်းရော့ကြစေခြင်းဒီငံဖနှုံးကိုလည်းအထူးတိုးတက်ကောင်းမွန်စေခြင်းနဲ့တဘာဝပတ်ဝန်းကျင်နဲ့လူသားတွေရဲ့ကျန်းမာရေးအတွက်ပါဒါရုတက်ကျွင်းအနေတွေကိုလျှော့ချပေးနိုင်ခြင်းစတဲ့အကျိုးကျေးဇူးတွေကိုရရှိစေရလို့ဆိုပါတယ် ဘိုကာရှိပြုတ်လုတဲ့အခါအတုံးပြုတဲ့ကုမ္ပဏီကကျွန်တော်လေ့လာသလောက်ဆရာတယောက်နဲ့တယောက်မတူညီရပါဘူး။တူညီတာကအီးယံသညက်ရီနဲ့ရေအချိုးစားတူညီကြတာပါပဲ။ဒီပြုတ်လုနေရီထဲမှာမှအလွယ်ကူဆုံးလက်ဖြင့်ကုမ္ပဏီပစ္စည်းလေးပေါ်ဆရာ၃၄ယောက်လောက်တက်တူကြတဲ့နည်းလေးကိုပြန်လည်မျှဝေပေးလိုက်ပါရဗျာ။ပြုတ်လို့နေလေဆက်ပြီးတော့လေးလာကြည့်ကြအောင်ပါဗျာ။ လိုအပ်တဲ့ပစ္စည်းတွေကအီးရန်အပြင်းတစတင်လဲဤဒါမှမဟုတ်ထငဲ့ဤတစရေ98စခွဲနုနှစ်တောင်းတရိတ်ဆန်ဆုံးပစ္စည်းတွေဖြစ်တဲ့ချက်ချေဝက်ချေဒါမှမဟုတ်နွားချေလေးတောင်းစပက်ကွန်အုံးဆန်မုံလွှစာမုံအစင်ဘီယာလေးတောင်းလိုအပ်ပါတယ်တကယ်လို့အုံးဆန်မုံလွှစာမုံမရနိုင်တဲ့ကော်ယိုသေးသေး၆တွေကိုအသုံးပြုလို့ရပါတယ် များများပြုလုပ်ခြင်းနဲ့ဆိုရင်တော့ဒီအချိုးစားတွေတိုင်းဇာရူပြုလုပ်ပေးပါအရင်ဆုံးပြုလုပ်မယ့်နေရာကိုရွေးချယ်ရပါမယ်နေရောင်ခြည်တရားကြတဲ့နေရာရေဝတ်တဲ့နေရာနဲ့မွေးရမလွတ်တဲ့နေရာတွေမဖြစ်ရဘူးလို့ဆိုပါတယ်ဤရန်ထညက်ရေသုံးခုလုံးကိုထည့်ကြတစ်ခုနဲ့ထည့်ပြီးတမအောင်မွေးပါ ောက်ထပ်အောက်ခံပလတ်စတစ်ခင်းဒါမှမဟုတ်မိုးကပြန့်ပေါ်မှာခွဲနုနွားချေစပက်ခွန်တွေကိုတမအောင်မှုပြေးရပါမယ်။ပြီးရင်စောစောက EM ထညက်ရည်ကြီးရောဆက်ထားတဲ့အရည်ကိုဖြန်းပေးရပါမယ်။ဖြန်းလိုက်မှုလိုက်လုပ်ပေးရပါမယ်။ဒီနေရာမှာအချို့ဆရာတွေက ်သီးဆုံရွက်ဆုံချင်ပေါရည်နဲ့ငါးမိုင်လိုအက်ဆစ်ထည့်သွင်းအသုံးပြုကြပါတယ်အဆိုတဲ့35ရာခိုင်နှုန်းနဲ့45ရာခိုင်နှုန်းအတွင်းဖြစ်ရင်ပိုကောင်းပါတယ်မြင်သာအောင်ပြောရရင်လက်နဲ့ဆုပ်ကြည့်ရင်ပေါက်ပေါက်ဆုပ်လိုအလုံးလေးဖြစ်သွားရုံပါပဲလက်နဲ့ဆုပ်ကြည့်လို့လက်ကြားရည်ရတာမြေလုံး꿰သွားတာမဖြစ်ရပါဘူးမြေလုံး꿰သွားရင် EM မျိုးကိုထပ်ဖြန်းပေးရပါမယ်။အဆိုတက်များလွန်ရင်လည်းပုတ်တတ်ပါတယ်။အပုံနဲ့ထွက်လာရင် အသုံးမပြုတင်ဘူးလို့ဆိုပါတယ်။ပြင်စင်လာပြီးသွားပြီဆိုရင်တော့လေလုံအောင် အောက်ခံအခင်းနဲ့အုပ်ပေးရပါမယ်။ပြလို့ပြီးနောက်3ရက်4ရက်လောက်မှမြေသေးပုံကအပူတွေစားထွက်လာပါပြီမြေသေးပုံကိုလှန်ကြည့်ပြီးဘိုကာစီရဲ့ပုံချင်းကို စမ်းသပ်ပြရပါမယ်အပူချိန်ကကြက်သီးနွေးလောက်ပဲရှိရပါမယ်အရန်ပူလို့နေရင်အချိုးပြုတ်နုဇီဝပုံးတွေတည်စီနေတာကြောင့်အပူတွေထွက်သွားအောင်အထက်အောက်မှုပြီးပြီးပြန်အုပ်ထားပါဒီနေ့အတိုင်းအပူချိန်ကိုဆန်းသက်ပြုလုပ်ပေးရပါမယ်။ရေယာဒီမှာဆိုတော့ဘယ်လောက်ကြာတာပြီ။တောင်းရာဒီမှာဆိုရင်တော့ 15ရက်လောက်ထားပြီးပြီးအသုံးပြုလို့ရပါပြီ။ဒီ EM မြေဆွေးကို အခြားမြေဆွေးတွေလိုလုံးဝဆွေးမြေရတိစောင့်ကြံမလိုပါဘူး။ EM တုံထားတဲ့မြေဆွေးက EM မပါတဲ့မြေဆွေးတွေထက် အာဟာရပုံမပါဝင်ပြီး အပင်ကို အန်ရဖြစ်စီတဲ့ဓာတ်ငွေနဲ့အပုံငွေတွေလည်းနည်းတယ်လို့ဆိုပါရစေ။ ချက်ချင်းသုံးမပြုနိုင်လို့တင်းထားခြင်းနဲ့ဆိုရင်အရေးရောက်မှပြန်ခင်းပြီးအချောက်ခံပါထောက်သွားပြီဆိုရင်အိတ်ထဲထည်ထားပြီးအရင်ထဲမှာ6လလောက်ထိတူလောင်ထားနိုင်ပါတယ်အတုံးပြုမယ်ဆိုရင်စပားနဲ့ဟင်းသီးရဲ့ဒီငန်ဆက်ကင်းနေမှာပထမနှစ်မှာတရင်ခွဲအိတ်အိတ်20လောက်ထိအတုံးပြုပေးပါနောက်နှစ်များမှာ ဖြည့်ဖြည့်ချင်းအိပ်ယူတဲ့ကိုချော့ချပြီးအသုံးပြုလို့ရပါတယ်။တခုတတိသားမှာကလက်ရှိနုဇီဝမြေဆွေးဖြစ်တာကြောင့်နေအပူချိန်မြင့်ချိန်မှာအသုံးပြုရတဲ့မနက်စောစောဓမ္မမဟုတ်ညနေနေအချိန်မှာအသုံးပြုပြီးရင်ပိုကောင်းပါတယ်။နောက်ပြီးစိုက်ခင်းထဲမှာပိုးသက်စေမှုသက်စေပေါင်းသက်စေဖြန့်ပတ်ထားရင်ဖြန့်ပတ်ပြီးတပတ်လောက်နေမှအသုံးပြုသင့်တယ်လို့ဆိုပါတယ်။ ဒီနေ့ကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာလဲစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေရှားဖွေစုဆောင်မျှဝေပေးဖို့မှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးပါဦးဒီငန်ဆိုင်တောင်းလိုက်စက်သမားဒီငန်တို့ပြီးထွက်သမားဒီငန်ဈေးကောင်းရကြပါသေးဗျာကျေးဇူးတင်ပါတယ်